မေဆင်များအားလုံးမင်္ဂလာပါရှင်လူနာချပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးမဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရခြင်းတွေကိုပိုင်ဆိုင်နေကြပြီးပြပြရများဝေးကွာကကိုရောစိတ်ပါချမ်းသာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့ကိုကိုစောင့်ကြည့်နေတဲ့သူ ရှိလား ီလူကဘလို့ရည်ရွယ်ချက်မျိုးနဲ့စောင့်ကြည့်နေရလဲပေါ့နော်ကိုရောသူ့တီလောက်လားဒါလေးကိုဖက်ကဖိုင်ရီတင်လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကိုသဘောကျတဲ့ဖိုင်တစ်ခုကိုဒါမှမဟုတ်ကိုစိတ်ကိုဆွဲဆောင်နိုင်တဲ့ဖိုင်တစ်ခုပေါ့နော်ဒါကိုရွေးပြီးတော့မှအဖြေကိုကြည့်ပေးပါဒီကလေးကိုသဘောကျနေတာကဖိုင်တစ်ခုတည်းပိုနေတယ်ပေါ့နော်နှစ်ခုဖြစ်နေတယ်ဆိုလို့ရှင်လဲနှစ်ခုစလုံးမှာကိုယ်အတွက်အဖြေရှိနေနိုင်လို့ပေါ့နော်နှစ်ခုစလုံးမှာကြည့်လို့ရပါတယ်အဲဖိုင်ရွေးတဲ့ခါမှာဒီ deck လေးတွေပေါ့နော် ကြောက်ကလေးတွေကိုကြည့်ပြီးတော့လည်းရွှေလို့ရတယ်လို့မျိုးတယောက်ကကြောက်ကလေးရှိရပေါ့နော်ကြောက်လေးတွေဒါလေးဆိုလို့ရှိရင်အစိမ့်လေးပေါ့နော်ဒါလေးကတော့ရောင်ပြောင်းလေးပေါ့နော်။လေးတော့ဘယ်လိုခေါ်လဲတော့မသိတော့ဘူး။ပြီးတော့ဒါလေးကတော့ Tiger Eye လေးပေါ့နော်။ အဲ့ဒီကြောင်လေးတွေသဘောကျလို့ဖြစ်စေနောက်တစ်ခုကကြတော့ဒီ deck ကလေးတွေမှာရှိတဲ့ဒါဆိုလို့ရှိရင်တန် the hangman ပေါ့နော်အာသူနေတဲ့အားတစ်ခုဝယ်ရွေးထုတ်ထားပါတယ်တော့ဒီအထဲတဲ့ရပေါ့နော်ကဲ့ရဲ့ပုံစံ deck deck ရဲ့အထဲတဲ့ရကဲ့ရဲ့ပုံစံပေါ့နော်ဒါလေးကိုသဘောကျလို့ဖြစ်စေဒီတည်းကပုံလေးတွေရကိုယ်စိတ်ကိုတစ်ခုခုပေါ့နော်ဆွဲဆောင်နေရဆွဲခေါ်နေရလို့ခံစားရလို့ဖြစ်စေပေါ့နော် ရေးပြီးတော့မှအဖြေကိုစက်ပြီးတော့ကြည့်ပေးပါရှင်။ time stamps တွေကိုလည်း description box မှာချပေးတာမှာဖြစ်ပါလိမ့်ရှင်။ဟဲ့ရတာသူများအားလုံးမင်္ဂလာပါရှင်။ဖန်ဝမ်းဒီကြောက်အစိမ်းလေး။ကြောက်အစိမ်းလေးနဲ့ဒီတက်ကလေးကိုပေါ့နော်ဒီတက်ကလေးကအာဒီပုံလေးကိုရေးထားတဲ့သူများအတွက်ပေါ့နော်။ တော့ကိုကို စောင့်ကြည့်နေတဲ့သူရှိလားအင်း8ရဲ့နံပါတ်8ရဲ့နံပါတ်6ရဲ့ကကိုအတွက်ထူကြတဲ့ကဏ္ဍတခုပြလိုက်မယ်ဩဂတ်စ်လသို့မဟုတ်ဇွန်လဒါမှမဟုတ်လေအင်းဩဂတ်စ်6ရက်ဇွန်8ရက်ပေါ့နော်နောက်တစ်ခုကအင်းဒီမှာဆိုရင် Scorpio နဲ့ Virgo energy ရတယ်။ Aquarius ရယ် Sagittarius ရယ် reading ကိုကြည့်ရတဲ့သူတွေရဲ့ energy ကစောင့်ဖြစ်နေရမျိုးပေါ့နော်ဒီတဲ့ကိုယ့်ရဲ့ budget ထဲမှာပါနေရမျိုးလည်းဖြစ်နိုင်တယ်အဲဖိုင်ဝိုင်းရေးထားတဲ့သူတွေကိုစောင့်ကြည့်နေတဲ့သူ ရှိလားဘယ်သူစောင့်ကြည့်နေလဲဒီချင်ပါတယ် Queen of Wands Fire energy များတဲ့သူဒီမှာကတော့ Aries နဲ့ Sagittarius energy လို့ပြထားတယ်ပေါ့နော်မြို့သမီးတယောက်ဒါမှမဟုတ်လဲ feminine energy ရှိတဲ့သူပေါ့နော်အမျိုးသမီး energy များတဲ့သူတယောက်ထမြက်တဲ့ဥဆောင်နိုင်စွာအကောင်းတဲ့သူမျိုးနောက်ရဲရင်နဲ့တတိရှိတဲ့ပြသားတဲ့သူမျိုးပေါ့နော်အာပြီးတော့ သူ့စီမှာသဘောကျစရာနှစ်သက်စရာကောင်းတဲ့အဲ့လိုမျိုးအပြင်မမ်းမဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးစက်မတ်စရာကောင်းတဲ့ညှို့ယူနိုင်စွာကောင်းတဲ့အဲ့လိုမျိုးအချက်တခုရှိရဲဆိုတာမျိုးတို့တွေ့ရတယ်လူတွေကိုတော့အလွယ်တကူမယုံကြည်တတ်တဲ့သူမျိုးလို့မြင်နေပေါ့နော်อืมเนี่ยเลยไส้จี้ดอตาจี้เนี่ยเทมาป่าเลยชัวร์တော့มานาจี้อ่ะไม่ขึ้นနိုင်เลยป่ะเนาะ တော်လေးတော့ထပ်မြက်တဲ့အထင်မှာပါတယ် independence ဖြစ်တယ်ပေါ့နော်ဘသူ့ကိုမှဘသူ့အကူအညီမှမယူတာတို့ဘသူ့ကိုမှမမိခိုးတာတို့အဲ့လိုပုံစံမျိုးခက်ချေချေပုံစံမျိုးပေါ့နော်အဲ့လိုတရားလိုအမြင်တော့ယသူမီတယောက်ဆိုတာတော့သိကြနေပြီပေါ့နော်ဒါကတော့ feminine energy များနေတယ်ဆိုပေမဲ့ဒီမှာကတော့မြို့သမီးကနှက်ကတောင်ကြာလာဆိုတော့မြို့သမီးတယောက်ဆိုတာမျိုးလိုမြင်တယ်ဒီမှာလဲ Fargo Mon Fargo ဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းကန်ဆာလည်းဖြစ်နိုင်တယ်ပေါ့နော် Virgo energy ရတဲ့ post down ဖြစ်တယ်ပေါ့နော်အာတကယ်ကိုငွေကြေးပိုင်းရပေါ့နော် financial ပိုင်းရဆိုလို့ရှိရင်လည်း independence ဖြစ်တဲ့တရားလောက stable ဖြစ်တဲ့အနေအထားမှာ ရှိနေဆိုတာမျိုးဥပင်စရာမရှိတဲ့အခြေအနေတခုမှာပေါ့နော်သူကလည်းသူလွတ်လွတ်လပ်နဲ့အမိကိုကင်းကင်းနဲ့ယက်တည်နိုင်တဲ့သူမျိုးဆိုတာမျိုးအများအားကြရတဲ့သူမျိုးတော်တော်လေးကိုလည်းဆွေးဆောင်မှုရှိပြီးတော့လှပကြော်ရှင်းတယ်တည်တည်ရှိတယ်อืม ကုံရီချင်းနေနဲ့ပြည်စုံနေပေါ့နော်ပြောရအများလေးစားအားကြရတဲ့သူတယောက်ဆိုတာမျိုးလို့တွေ့ရတယ်။ဝါတကယ်တကယ်ကတိရကြလာတယ်ဒီမှာကကြတော့ Gemini နဲ့ Virgo energy ထပ်ပြီးတော့ပါပြန်ပြီပေါ့နော်။အဲ့တော့ Virgo Gemini Aries Pisces နဲ့ Cancer ဒါမှမဟုတ် Mon Virgo လည်းဖြစ်နိုင်တယ်ပေါ့နော်။ဒီ energy တော်တော်လေးတော့ပညာတက်တယ်ဆိုတဲ့မှာပါတယ်ပညာကုန်လည်းနည်းနည်းနည်းတော့မောင်းလိုက်မယ်ပေါ့နော်음နောက်တစ်ခုကလူတွေကိုလို့ဘယ်လိုပြောမလဲတိတ်ပြီးတော့အရောတဝယ်နေလေးမရှိတာနောက်ခက်ချေချေပုံစံမျိုးနေတာရယ်อืมတတိတတန်နေပြီးတော့ပေါ့เนาะတော်ရုံလူဆိုလို့ရှိရင်အရောမဝင်တဲ့သူမျိုး နောက်သူ့ရဲ့အရေးချင်းနေသူ့ရဲ့သူတော်ကြောင်သူတီကြောင်အတားတွေအကုန်လုံးကိုလည်းကြောက်ရတတ်တဲ့သူမျိုးနောက်ထုတ်ပြတတ်တဲ့မျိုးပေါ့တကယ်လည်းအရေးချင်းရှိတယ်ဒါတွေကိုလည်းထုတ်ပြတတ်ပြီးတော့ဒီရာတွေကိုလည်းသူ့အားနဲ့သူဂုံယူတတ်တဲ့သူမျိုးပေါ့နော်တချို့တွေကဟိုသူတီသူကြက်လို့ရှိရင်သူ့ဘာသူသူ့ဘာနဲ့မှသူသိမ်းထားတာမျိုးပေါ့နော်လိုအပ်မှထုတ်ပြတာအဲ တကယ်တကယ်လက်တွေ့ကြမှာအများသိသွားတာမျိုးပေါ့နော်။ तू ကတော့လို့မဟုတ်ဘူး။တကယ်လဲလက်တွေ့လဲ तू မှာတကယ်အဲ့လိုမျိုးအရေးချင်းနေရှိသလိုမျိုး तू များသိအောင်လို့လဲအဲ့လိုကြွားပါပြီးတော့ပြပြတတ်တဲ့သူမျိုးပေါ့နော်။နောက် तू သာလင်းအတီဆုံး तू သာလင်းအတက်ဆုံး तू သာလင်းဆရာကြီးပေါ့နော်။အဲ့သူ့ဆရာကြီးလို့တာမကြိုက်တဲ့ तू တော်တော်လေးတော့ခေါင်းပါတဲ့လူမျိုးတွေမှာပါတယ်။နောက် လွှမ်းမိုးချေလေပြီးတော့လူတွေကိုအဲ့လိုမျိုးချုပ်ကန်နိုင်စွာလည်းရှိရပေါ့နော်လူတွေပေါ်မှာလွှမ်းမိုးနိုင်စွာကောင်းနေဆိုတာမျိုးတို့တွေ့ရတယ်ပေါ့နော်အဲ့တော့တချို့ဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့အလုပ်ခွင့်ကအထက်ရရှိရေး boss တွေဖြစ်နိုင်တယ်တချို့ကြတယ်ကိုယ့်ရဲ့ဆရာသမားဖြစ်နိုင်တယ်တချို့ကြတော့ကိုယ့်ရဲ့မိခင်ပေါ့နော်မိခင်လိုလူမျိုးကိုယ့်ထက်အသက်ကြီးရဲ့သူကြောက်ဖြစ်နိုင်တယ်ဆိုတာမျိုးလို့မြင်ရတယ်ပေါ့နော် king of cups tomorrow's coffee ਉਹ ਨੇ libra ਨੇ libra ਨੇ ជីတော့တွေ့ရတယ်ဗောနော် ᱟᱨ ᱪᱷᱚᱭ ᱴᱟᱠᱟ ᱡᱟ ᱨᱚ ᱢᱤᱭᱩ ᱛᱩᱢᱤ ᱛᱮᱭᱟ ᱯᱷᱮᱱᱟᱭ ᱱᱮ ᱛᱩ 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 ᱡᱟ ᱨᱚ ᱞᱮ ᱢᱤᱭᱩ ᱛᱟ ᱯᱷᱮᱱᱟᱭ ᱱᱮ ᱵᱚᱱᱚ ᱫᱟ ᱜᱟ ᱨᱚ ᱡᱟᱱᱫᱟ ᱜᱟ ᱨᱚ ᱠᱷᱚᱭ ᱢᱟᱱᱤ ᱨᱚ ᱵᱟᱵᱩ ᱠᱚ ᱱᱮ ᱟᱥᱮᱱ ᱯᱤ ᱛᱩᱞᱚ ᱵᱮ ᱡᱩ ᱞᱟᱭ ᱵᱚᱱᱚ ᱫᱟᱢᱮ ᱠᱩᱱᱟ ᱨᱚ ᱢᱟ ᱯᱚᱭᱚ ᱜᱮ ᱮᱪᱷᱟᱞᱟᱛ ᱫᱮ ᱟᱠᱚᱱ ᱞᱚ ᱛᱩᱢᱟ ᱥᱤ ᱞᱮ ᱵᱚᱱᱚ ᱱᱟ ᱛᱩᱠᱟ ᱡᱟ ᱨᱚ ᱛᱩᱜᱟ ိုင်ပင်ဆွေးနွေးလို့ရတယ်ဆိုတဲ့သူမျိုးပေါ့နော်ရင်ဖွင့်တိုင်ပင်ပြီးတော့အကြံဉာဏ်ကောင်းနေပေးနိုင်တဲ့သူမျိုးဆရာသမားတွေပါတယ်ဖြစ်ဖို့တော့ပုံများလိုက်မယ်ပေါ့နော်လို့ဟိုမန်တာတို့နောက်ကောင်ဆလာတို့တီချာတို့ဒါမှမဟုတ်ပညာရေးတစ်ခုခုကိုမျှဝေနေတဲ့သူတွေလည်းဖြစ်နိုင်တယ်လို့အဲ့ဒီပညာရေးတစ်ခုခုမှာတော်တော်လေးကိုဆုံးခန်းတိုင်ပြီးတော့တဘာရင့်နေတာပေါ့နော်အဲ့လိုမျိုးကျွမ်းကျင်တဲ့အစဉ်ရောက်နေတယ်ဆိုတော့သူမျိုးလို့မြင်တယ်အာ ီကြတာကတော့သူကလူတွေကိုထိန်းချုပ်ရတာသဘောကြတယ်။လွှမ်းမိုးရတာသဘောကြတယ်ပေါ့နော်။သူစိတ်ထဲမှာရှိတဲ့အတိုင်းပေါ့နော်လူတွေကိုလိုမျိုးစေစေစေခိုင်းရတာမျိုးကိုလိုမျိုးသဘောကြတယ်ဆိုတဲ့သူမျိုးတွေမှာပါတယ်ပေါ့နော်။ဒါပေမဲ့အရင်ကြီးဆိုးရတဲ့ထဲတော့အမပါဘူးမပါဘူးဆိုတာကတခါလေးစားလို့ရှိရင်တော့လို့ပေါ့နော်။စိတ်ချိန်နေပုံမူတည်ပြီးတော့စိတ်ဆိုးတော့တာထက်တဲ့အခါကြလို့ရှိရင်တော့ းမုံတိုင်းကျဲတာမျိုးဟိုလိုတခုခုပေါ့နော်ဘလိုပောက်ကွဲတာမျိုးနဲ့အဲ့လိုမျိုးပြီးတော့ဒေါသအတကြီးနဲ့တော့တုတ်ပြန်တတ်တဲ့သူမျိုးတွေမှာပါတယ်ဒါပေမဲ့ပုံမှန်အဖြစ်ကတော့အစနာတတ်တဲ့အဲကိုချင်းစားတတ်တဲ့နောက်ပူပွင့်လင်းလင်းပြောတတ်တဲ့ဆိုတဲ့နေရာမှာပါတယ်အကြံဉာဏ်ကောင်းနေလဲပေးတတ်တယ်ပေါ့နော်အာဒါဆိုလို့ရှိရင်ဒီလူကကိုယ်ကိုဘယ်လိုရည်ရွယ်ချက်မျိုးနဲ့စောင့်ကြည့်နေရလဲ။ဖန်ဝင်ရထားတဲ့သူတွေကို ီလူကဘလို့ရရချက်မျိုးနဲ့စောင့်ကြည့်နေရလဲဆိုတာသိကြပါတယ်ချို့ရတော့ကလူနှစ်ယောက်ဖြစ်နိုင်တယ်ပေါ့နော်တယောက်တည်းမဟုတ်တော့ဘူးနှစ်ယောက်ဖြစ်နိုင်တယ်ချို့ရတော့တယောက်တည်းမှာခုနကပြောခဲ့တဲ့အချက်တွေရှိနေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် now number 9ရဲ့1ရဲ့ပေါ့နော်ဒီကနန်းနေရာသူတို့နဲ့သက်ဆိုင်နေတာမျိုးလို့မျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် ပါစွားစတီနဲ့ဆုံးကြည့်နေရတဲ့ရည်ရွယ်ချက်ကမကောင်းတဲ့ရည်ရွယ်ချက်မပါဘူးဆိုတာမျိုးလိုမြင်နေကိုလမ်းမရောက်မတော့အောင် ကိုလုံနေတဲ့အရာတွေကမှန်ကန်ရဲ့လားအဆင်ပြေရဲ့လားအခက်အခဲတွေရှိလားဒါတွေကိုအာဘေးနားနဲ့အကက်ခတ်တဲ့အနေနဲ့ ကူညီကူညီပေးလို့ရရင်ကူညီမယ်ဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်နေရဆိုတာမျိုးထို့ကြောင့်လည်းချစ်တဲ့မျက်စိနဲ့စောင့်ကြည့်နေရဆိုတာမျိုးလို့မြင်တယ်အကူညီပေးလို့ရရင်အကူညီပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စောင့်ကြည့်နေတာထို့ကြောင့်လည်းအဲအဆင်ပြေလားပေါ့နော် သူအဆင်ပြေလားဆိုတဲ့ပုံစံမျိုးနဲ့သူကြော်လွားနိုင်ရလားသူရေချင်ဘယ်လောက်ရှိလဲပေါ့နော်အဲ့လိုမျိုးဒီလိုပုံစံမျိုးနဲ့စောင့်ကြည့်နေရဆိုတာမျိုးလို့မြင်တယ်ပေါ့နော်အင်းနောက်တစ်ခုကကြတော့ ီမှာတွေ့တဲ့ရဆိုရှင်ကိုကအသူကကိုကိုအတွင်းကြကြသိတယ်ဆိုတာမျိုးလို့ခံစားမိတယ်ပေါ့နော်။ဒါကြောင့်မလို့ကိုမှဒီခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးအတွေးပိုင်းနဲ့ပတ်သက်ပြီးတော့မတင်မကြဖြစ်နေရဆုံးဖြတ်ချက်ချအခက်ခဲနေရဝေခွဲအခက်ခဲနေရမျိုးအဲ့လိုကိစ္စမျိုးတွေရှိနေမှာပေါ့နော်။ဒါတွေကိုအခုချိန်ထိခံစားနေတုံးလားဝေခွဲခံနေတုံးလားအခုချိန်ထိတွန်းဆုံနေတုံးလားအဲအဲ့လိုပုံစံမျိုးပေါ့နော်။ မပြောင်းလဲသေးဘူးလားပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စောင့်ကြည့်နေရဆိုတာမျိုးလို့မြင်တယ်ပေါ့နော်အဲ့တော့အကြီးတယောက်ကအငယ်တယောက်ကိုအော်လာမရောက်သွားမှာဆိုတဲ့စိတ်မျိုးလို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စောင့်ကြည့်နေရဆိုတာမျိုးပေါ့နော်ဒီလိုရွေချယ်မျိုးနဲ့စောင့်ကြည့်ရဆိုတော့ဘာမှတော့အာမကောင်းတဲ့ energy တော့မမြင်ရဘူးပေါ့နော်ဒါကတော့ဖိုင်ဝိုင်းရထားတဲ့သူများအတွက် region ဖြစ်ပါလေရှင်အားလုံးပဲ ရွေးချယ်ပြီးတိရှိပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်။မင်းစရာလုံးပဲပြေးပြေးမြောက်ပြီးခွာပြီးကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကောင်းသောလူအင်စင်နာမန်တို့များလည်းပြေးဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကျမ်းမာနဲ့နေထိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။နောက် reading များမှာပြန်ပြီးတော့အဆုံးဖြတ်ကြပါအောင်မယ်ရှင်။ဖိုင်2ရတဲ့သူများအားလုံးမင်္ဂလာပါရှင်။ဖိုင်2ဒီကြောင်လေးကိုအာဒီကြောင်လေးနဲ့ဒီ deck လေးကိုရွေးထားတဲ့သူများအတွက်ပေါ့နော်။ဒီ deck ဆိုလို့ရှင်လည်းဒီတဲ့က ဟန်မန်လေးရဒီပုံလေးပေါ့နော်ဒီပုံလေးသဘောကျလို့ဖြစ်စေရွေးထားတဲ့ဖိုင်တူများအတွက်ကိုကိုသူစောင့်ကြည့်နေလေပေါ့နော် တော့ကိုယ်စောင့်ကြည့်နေတဲ့သူရှိတယ်ပေါ့နော်ကွန်ပျူတာစုတဲ့ကသူ မိသားစုဝင်နေဖြစ်ဖို့တော့များတယ်ပြီးတော့နောက်တစ်ယောက်ကကြတော့ဒီမှာ strong ဖြစ်နေရဆိုလို့ရှိရင်တော့အတိတ်ကကိုပတ်သက်ခဲ့မှုတဲ့သူတယောက်ကိုနဲ့ဇာတ်လမ်းနဲ့ရှိခဲ့မှုတဲ့သူတယောက်အဲကိုကိုထားခဲ့တာလည်းဖြစ်နိုင်တယ်ကိုကထားခဲ့တာလည်းဖြစ်နိုင်တယ်ပေါ့နော် လက်ရှိအချိန်မှာပတ်သက်မှုမရှိတော့တဲ့သူတယောက်ကခုချိန်မှာကိုယ်ပြန်ပြီးတော့စိတ်ဝင်စားနေတာမျိုးဒါပေမဲ့သူ့စီမှာပတ်သက်ထားတဲ့သူဆိုင်သူရှိနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အလိုမလိုမကင်းအဲအလိုပုံစံမျိုးတွေရှိတဲ့သူတယောက်ကကိုယ်ကိုစောင့်ကြည့်နေရဆိုတာမျိုးလို့မြင်တယ်음နောက်နောက်ရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်နေရပေါ့နော်ဒီလိုကတော့ကိုလိုလူမျိုးကိုလက်ထွက်လက်ရလိမ့်ခြင်းဆိုတဲ့ပုံစံမျိုးနဲ့နောက်နောက်တရားတွေနဲ့ စောင့်ကြည့်နေဆိုတာမျိုးလိုမြင်တယ်နောက်တစ်ခုလည်းရှင်ထဲမှာတိမ့်ထားတယ်ဆိုတာမျိုးပေါ့နော်ကိုနဲ့ပတ်သက်တဲ့အမှတ်တရတွေအခုချိန်ထိလွတ်ချလို့မရသေးဘူးဆိုတာမျိုးလိုမြင်တယ်ကိုယ့်ဘောမှာခန်းစားချက်တွေရှိနေတော့မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလိုမြင်တယ်အာမိသားစုဝင်တွေတဲ့ကတည်းကတော့မကတော့ကိုယ့်ရဲ့အမအတော်အမေအဲ့လိုလိုမျိုးဖြစ်ဖို့များလိုက်မယ်ပေါ့နော်ဒါဆိုလို့ဒါဖိုင်ဝမ်းနဲ့တောင်မှပဲဆက်စပ်မှုရှိတယ်ပေါ့နော်။ဖိုင်တူကိုရထားသူတွေကဖိုင်ဝမ်းမှာလဲကိုတို့အဖြစ်ရှိနေနေပေါ့နော်။နောက်တစ်ခုကဒီမှာဆိုရင် Libra လစ်ပရာရဲ့ Taurus energy strong ဖြစ်တယ်ပေါ့နော် Libra Taurus ဒီမှာကတော့အာ water sign earth sign air sign ဆိုင်းကတော့ fire sign လို့လို့ရှင်အကုန်ပါတယ်ပေါ့နော်ဒီမှာလဲ Taurus နဲ့ Libra ဆိုတော့ fire sign ကလွှဲရင်ဇနက် sign ni strong ဖြစ်နေတာမျိုးဒါမှမဟုတ်အထူးပိုပြီး strong ဖြစ်တာကတော့ libra နဲ့ taurus ပေါ့နော် the energy တွေ strong ဖြစ်နေတဲ့သူမျိုးလို့မြင်မိတယ်ပေါ့နော်အော်တယောက်မကရှိရဲဆိုတာမျိုးတော့တွေ့တယ်အနည်းဆုံးကတော့2ယောက်ပေါ့နော်ဒါပေမဲ့2ယောက်ထက်တော့ပိုနိုင်နေပေါ့နော်အာဒါဆိုလို့ရှိရင်ဒီလူကကိုကိုဘယ်လိုရွေးချယ်မျိုးနဲ့စောင့်ကြည့်နေရလဲပေါ့နော် four pentacles ထပ်ပါလာပြန်ပြီ is a cups and queen of wands so အဲ့ဒီမမီးရတဲ့ရဆိုရှင်တော့ပို့ပြီးတော့ strong ဖြစ်သွားတာကတော့ခုနပြောခဲ့တဲ့ energy တွေမှာကိုယ်နဲ့အတိတ်ကပတ်သက်ခဲ့ဘူးတဲ့သူကတော့ဖြစ်ဖို့ပုံများတယ်ပေါ့နော်အာ energy ကတော့ feminine energy ကတော့ပုံများတယ်ဒါပေမဲ့ မိန်းကလေးဖြစ်ရမယ်လို့ပြောတာမဟုတ်ဘောเนาะမျိုးသားလည်းဖြစ်နိုင်တယ်အမျိုးသမီးလည်းဖြစ်နိုင်တယ်ဆိုတာမျိုးလို့ပြရတယ်။အာတကယ်လို့ပေါ့เนาะကိုယ့်ရဲ့အကြီးအကဲတွေဆိုလို့ရှင်လည်းပဲကိုယ့်ထက်ကြီးရဲ့သူပေါ့เนาะအမေတို့အမတို့အတော်တို့ဆိုလို့ရှင်လည်းပဲချစ်တဲ့မျက်စိနဲ့စောင့်ကြည့်နေရဆိုတာမျိုးလို့မြင်တယ်ပေါ့เนาะကိုယ်အဆင်ပြေရလားအာစိတ်အခြေအနေရောခံစားချက်ရောကောင်းရလားအာနောက်ကိုယ့်ဘူကိုရည်တည်နိုင်ပြီလားနောက်အရင်ထက်ပိုပြီးတော့ကြုံကြည်မှုတွေရှိလာပြီလားပေါ့เนาะအဲ့လိုပုံစံမျိုးပေါ့เนาะ အနောက်တစ်ခုကကြတော့ဒီမှာမြင်ရတဲ့ဆိုရင်ဒီ reading ကိုကြည့်ရသူတွေရဲ့ energy က fire energy တော့များတယ်ပေါ့နော်အဲ့ကိုကအရင်ထပ်ပို့ပြီးတော့အဆင်ပြေနေတာပျော်ရွှင်နေတာပို့ပြီးတော့အာ glow up ဖြစ်နေတာမျိုးပေါ့နော်အဲပို့ပြီးတော့အမိခိုးကင်းကင်းနဲ့ကိုကိုကိုယုံကြည်မှုရှိရှိနဲ့အဲ့လိုမျိုးစဉ်းစားနေထိုင်နေတာမျိုးကိုအဲသဘောကျတဲ့စိတ်မျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီသဘောကျတဲ့စိတ်နဲ့စောင့်ကြည့်နေတာမျိုးလို့မြင်နေอืม အဲ့တော့အတိတ်ကကိုကပြောရင်တော့တာတာဒါကကိုကိုကိုရဲ့အရင်နှီးဆုံးသူပေါ့နော်ခုနပြောခဲ့သူဖြစ်ခဲ့မယ်ဆိုလို့ရှင်တော့တိတ်မှာကျုံခင်းရတဲ့စိတ်ညစ်စရာတွေ၊နာကျင်စရာတွေဒီကနေပြီးတော့ရုံထွက်ပြီးတော့ခုချိန်မှာအလုံးဝအစ်တဖန်ပြန်စနေတာပေါ့မြို့ပေါ့နော်အဲ့တော့ပြန်စနေတဲ့အခါမှာကိုအနေနဲ့ရတကယ်ရောစေရောလို့ရောအစ်တဖြစ်ပြီးတော့တကယ်ပြောရွှင်နေရလားပေါ့နော်လူပုံစံမျိုးနဲ့ အာစနစ်စရာတွေပြရှိနေမလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးအရေးကြီးကြီးနဲ့စောင့်ကြည့်နေတဲ့ပုံစံမျိုးလို့မြင်နေတကယ်လို့အတိတ်ကလူဆိုလို့ရှိရင်တော့ဒါမှမဟုတ်အတိတ်ကလူ energy ကများနေပေါ့နော်သူကခုချိန်လေးကိုရင်းနေမှာတင်ထားတော့ဆိုတာမျိုးစိတ်ထဲမှာလွတ်ချလို့မရသေးဘူးဆိုတာမျိုးပေါ့နော်သူတို့ပဲအချိန်နဲ့ရရဘူးနဲ့ပဲရှိရှိအာဘယ်နှစ်ယောက်ပဲပြောင်းပြောင်းပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့ဒါကိုမှထားတဲ့ခန်းစားချက်တွေကခုချိန်ထိ ရောမသွားတာပြောင်းလဲမသွားတာမျိုးဒါမှမဟုတ်လေအခုမှပြင်ပြီးတော့အဲကိုကိုရဲ့အဲ energy နဲ့ကိုရဲ့ဖြစ်တည်မှုကိုပိုနားလဲလာပြီးတော့ပေါ့နော်အဲလိုမျိုးအတစ်တွေပြန်ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုကိုပေါ်မှာတကယ်ဟိုတဘောကြတဲ့နှစ်သက်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဟိုစောင့်ကြည့်နေဆိုတာမျိုးပေါ့နော်အဲ့ပြောရရင်တော့ ခွေးများရှိနိုင်မလားပေါ့အဲ့လိုမျိုးလေတချို့ကြတော့ရှိရေပေါ့နော်ခွေးများရှိနိုင်အောင်မလားကိုနဲ့ရှေ့ဆက်သွားလို့ရနိုင်မလားပေါ့နော်ကိုဘက်ကလက်ခံနိုင်လောက်မလားအဲ့လိုပုံစံမျိုးနဲ့နောက်ကို့မှာဟောဆိုင်သူရှိနေလားပေါ့နော်ဒီလိုမျိုးနဲ့စောင့်တည်နေတယ်နောက်ပြောရရင်သူနဲ့ အတူတူရှိခဲ့စမှာဖြစ်ဖြစ်သူနဲ့ကွေးကွာခွဲခွာခဲ့စမှာဖြစ်ဖြစ်အဲ့ဒီတော့ကအနေထားနဲ့မတူတဲ့ပုံစံမျိုးနဲ့ကိုကပြောင်းလဲသွားတာမျိုးဒါကိုဒါကိုတွေ့ပြီးတော့ပေါ့နော်အဆောင်ကြည့်နေမိရဲ့ဆိုတာမျိုးလို့လည်းမြင်နေပေါ့နော်ပြောပြရရင်တော့ဒီမှာကတော့တကယ်သူကကိုယ့်ရဲ့ x တေးခုနကပြောခဲ့တယ်လို့ပေါ့နော် ပသက်ခဲ့ဘူးပြီးတော့ခုချိန်မှာမလွန်မကင်းဖြစ်နေတဲ့သူဆိုလို့ရှိရင်တော့သတိထားတဲ့နေပေါ့နော်ဒီလူက60ဒေါ်လာပို့ရှိတယ်ဒါမဲ့ကိုထပ်ပြီးတော့ cheat လောက်တာတွေစိတ်ပျက်စေးမှာပို့ပြီးတော့စိတ်နာကျင်စီမဲ့အရာမျိုးတွေပဲဖြစ်စေလိမ့်မယ်ပေါ့နော်အဲ့တော့အတိတ်ကလူကတော့အတိတ်မှာပဲထားခဲ့တာအကောင်းဆုံးပဲပေါ့နော်အဲ့တော့အတိတ်ကတာယောဇဉ်ကတော့တာယောဇဉ် တူတူရှိခဲ့စဉ်ကအမတ်တရားတွေကလည်းအမတ်တရားပေါ့နော်ဒါတွေကလုံးကပြီးခဲ့ပြီအဲလက်ရှိကိုဘဝမှာတော့ကိုယ်အနေကိုသာအဆင်ပြေအောင်နေပါတတ်နိုင်လို့ရှိရင်တော့တယောက်တည်းကိုပဲအဆင်ပြေပြေနဲ့ပျော်ရွှင်အောင်နေပါပေါ့နော်ဒီလို message လေးကိုတော့ပေးထားတယ်ပေါ့နော်ဒါတော့ဖိုင်ထူးရေးထားတဲ့သူများတဲ့ reading ဖြစ်ပါတယ်ရှင်အားလုံးပဲရွေးချယ်ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်။ Facebook အားလုံးပဲပေးပြများဝေးကွာပြီးကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကောင်းသောလူရင်းစံနာမှန်သမျှလည်းပြည့်ဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမာမာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။နောက်ရက်ချင်းများမှာပြန်ပြီးတော့ဆုံးနေကြပါဦးမယ်ရှင်။ pine tree ဓာတ်မြောင်အလုံးမင်္ဂလာပါရှင် pine 3d tiger eye လေးပေါ့နော်ဒီကြက်လေးရဲ့နောက်ဒီ the hammer လေးကဒီပုံလေးပေါ့နော် ဒီတက်ကလေးကိုရွေးထားတဲ့သူများအတွက်ကိုကိုဘသူစောင့်ကြည့်နေလဲပေါ့နော်။ဖန်ဆွေးထားတဲ့သူတွေကိုစောင့်ကြည့်နေတဲ့သူရှိတာသူဖြစ်မဲ့ဒီချင်ပါတယ်။ စ်တီပါကိုယ်ဆောင်ကြည့်နေတဲ့သူရှိတယ်ပေါ့နော်အတိတ်မှာအနာနာကြင်ကြင်နဲ့အဆုံးသတ်ခဲ့ရတဲ့ relationship မျိုး uh, relationship ဆိုဖြစ်နိုင်တယ်ပေါ့နော်ဒါမိတ်ဆွေတငယ်ချင်းလည်းဖြစ်နိုင်တယ်လောဘကိုင်းဘက်လည်းဖြစ်နိုင်တယ်နောက်သူတို့ရေးစားလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုမဟုတ်တဲ့ခြားတယောက်ကိုရွေးချယ်သွားပြီးတော့ကိုကိုထားသွားခဲ့တဲ့သူပေါ့နော်နာကျင်စီခဲ့တဲ့သူထားသွားခဲ့တဲ့သူပြောရင်အဆုံးသတ်မလားအောင် လုပ်ခဲ့တဲ့သူပေါ့နော်အဲ့လူတီအဲ့ဒီလူကလက်ရှိအနေအထားမှာဆိုလို့ရှိရင်တချို့တွေအတွက်ကကြတော့ သူမှာပတ်သက်ပြီးသားစိုက်သူရှိနေတယ်ဆိုတာမျိုးလို့မြင်တယ်။တချို့ကြတော့လေအင်းသူရဲ့ဒီငွေကြေးအလောက်ကင်အခြေအနေကအာဒေါ်လေးကိုခိုင်းမှာတောင်းတင်းတဲ့အနေအထားတစ်ခုမှာရှိနေတယ်ဆိုတာမျိုးလို့မြင်တယ်ပေါ့နော်။ဒါမဲ့လေအာအပြင်းမှန်းမှာတော့ပြပြည့်စုံနေပြီးတော့တကယ်တကယ်စိတ်အတွင်းပိုင်းမှာတော့ စပြေမနေတာမျိုးပေါ့နော်ပြောရရင် trauma တွေရှိတယ်ဆိုတာမျိုးစိတ်ဒဏ်ရာတွေအများကြီးရှိနေတဲ့သူမျိုးလို့မြင်နေတာဒါမိသားစုနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာလည်းဖြစ်နိုင်တယ်မိခင်နဲ့ပေါ့နော်အမေနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေ relationship နဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီမှာကတော့မိသားစုနဲ့ငွေကြီးမိခင်ကတော့ပေါ်ပြီး strong ဖြစ်တယ်ပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးတော့အလိုမျိုးနာကျင်မှုတွေရှိခဲ့တဲ့သူစိတ်ဒဏ်ရာတွေရခဲ့တယ်သူဒါမှမဟုတ်လေအမျိုးသမီးတယောက်ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ general region ဆိုတော့ဘယ်သူမှဆိုဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒီလူတယောက်က ကိုစောင့်ကြည့်ရဲဆိုတာမျိုးလို့အမြင်တယ်ကိုယ့်ဘောမှာခံစားချက်တွေရှိပြီးတော့ဗောနော်ပြောရရင်တော့ fashion nightly ကိုစောင့်ကြည့်နေဆိုတာမျိုးလို့မြင်တယ်ဗောနော်ပြောစိတ်အားပြင်းပြင်းစိတ်အားထက်ထက်တန်စိတ်ပြင်းပြင်းပြပြနေကိုစောင့်ကြည့်နေတာမျိုးနောက်ကိုယ့်မှာအဲ့တော့ဒီလူက art science energy ကတော့ strong ဖြစ်တယ်ပေါ့နော် Taurus Virgo Capricorn energy ဆိုဖြစ်တယ်။ Air sign လည်းဖြစ်နိုင်တယ်လို့ Fire sign လည်းဒီ budget ထဲမှာပါတာဖြစ်နိုင်တယ်။ Air sign လည်း strong ဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ဒီလူကကိုကိုဘလို့ရကြမျိုးနဲ့စောင့်ကြည့်နေရလဲပေါ့နော်ဟဲ့မပြောပဲအဲ့ဒီလိုလည်းမရဘူးဒါဒီဖိုင်သုံးခုစလုံးကလေ ဒါရှေ့ဘိုင်းဝိုင်းရဲ့ဘိုင်းတူကိုပါကြည်ထားရသူဆိုရင်တော့သိလိမ့်မယ်ပေါ့နော်ဒီပါလဲပဲမိသားစု energy က strong ဖြစ်နေပေါ့နော်ကိုကိုမိသားစုဝင်နေတာစိတ်မချအောင်ဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်နေရတာမျိုးလို့မြင်နေပေါ့နော်နောက်တစ်ခုကမိသားစုနဲ့ကိုယ်နဲ့အဝေးတနေရာမှာရှိနေရမျိုးလို့ခံစားမိတယ်ဒါကြောင့်မလို့အဆင်ပြေရလားပေါ့နော်အဲနေတိုင်းကောင်းအနေနေကောင်းချမ်းမာရလားစစရရပေါ့နော်လိုမျိုးစိတ်တကြနေရတယ်ဝမ်းနေတာတွေအားငယ်တာတွေရောရှိရလားအော်ဒီပုံစံမျိုးနဲ့ပေါ့စိတ်ပူရဲဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်နေရဲဆိုအဲ့လိုမျိုးပေါ့နော် အလိုမျိုးတော့ခံစားမိတယ်ပေါ့နော်ဒီမှာဆိုမိသားစုဆက်ဆံရေးကတော့အဲ့ energy ကတော့ပို့ပြီးတော့ညားတယ်နောက်ဒီမှာဆိုဒီပုံစံတိုင်းဆိုရှင်ထွက်သွားတဲ့သူတယောက်ကိုပူပင်နေရဆိုတဲ့ပုံစံမျိုးပေါ့နော်အလိုမျိုးဆိုတော့လေဒါတော့ကိုယ်နဲ့ resonate ဖြစ်လို့ယူပါအဲ့တော့ဒီလူကဘယ်လိုရည်ရွယ်ချက်မျိုးနဲ့စောင့်ကြည့်နေရလဲအဲ့တော့ pentacles 嗯，temperance。哦，pentecosty。pentecosty 这种样的呗。အဲ့တော့ဒီမှာအလောက်ကိုင်းတဲ့လူမှုနေထိုင်ရေးလို့ပဲမြင်နေပေါ့နော်ကိုကဘောအသက်မှာအဆင်ပြေရလားဆိုတဲ့ပုံစံမျိုးအာဘယ်လိုပြောမလဲလိုင်ဝန်ကြီးထွေဖြစ်ဖြစ်နေနိုင်ရလားဒါကတော့တေချာပေါ့အဝေးတနေရာရောက်နေတဲ့သူတယောက်ကိုတခြားတယောက်ကစိတ်ပူနေဆိုတဲ့ခံစားချက်မျိုးလို့ပဲ အဲ့လိုခံစားချက်ကြီးရတော့အဲ့ energy ကြီးရတော့ strong ဖြစ်တယ်ပေါ့နော်အနေသားတကြောင်ဖြစ်ရလားအနေရအစ်စ်မှာအလုတ်အစ်စ်မှာဘဝအစ်စ်တစ်ခုမှာအစဉ်ပြေပြေနဲ့ရှိရလားပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စောင့်ကြည့်နေရဆိုတာမျိုးလိုမြင်နေအဲ့ပြောရရင်တော့ ဟိုအပေးစကားလည်းပြောချင်နေရဆိုတာမျိုးလို့မြင်နေပေါ့နော်တခုခုစိတ်သက်ကြတာပဲဖြစ်ဖြစ်လို့အဆင်မပြေတဲ့အခါပဲဖြစ်ဖြစ်အဆင်ပြေသွားမှာပါဆိုတဲ့ပုံစံမျိုးနဲ့အပေးစကားပြောချင်တာမျိုးဒါမှမဟုတ်အကူအညီလိုအပ်လို့ရှိရင်လည်းဒါငွေကြေးပိုင်းရစားပြီးတော့ပေါ့နော်တူကူလိုအပ်နေရဆိုလို့ရှိရင်လည်းအကူအညီပေးဖို့အတွက်ကိုအာစောင့်ကြည့်နေရဆိုတာမျိုးလို့မြင်နေဒါကတချို့တွေအတွက်ပေါ့နော်ဒီမှာပိုပြီး strong တဲ့ energy ကိုအရင်ပြောလိုက်တာပေါ့နော်တချို့တွေအတွက်ကကြတော့ဒါကိုနဲ့အဲ့ဒါကပတ်သက်ခဲ့ဘူးတဲ့သူမျိုးကိုတီးခဲ့သူမျိုးဆိုလို့ရှိရင်တော့ ဒီလူကလေကိုနဲ့အတက်ပြန်စားကျင်နေဆိုတော့ရည်ရွယ်ချက်မျိုးပေါ့နော်အတက်တခုစားကျင်တာနောက်ကိုအချိန်ပေးကျင်တာอืมကိုနဲ့လာရောညီတွေ့ပြတဲ့ဘဝတခုမှာနေကျင်တာအာအပေးယူမိမတတာနဲ့ရှေ့ဆက်ကျင်တာနောက် sugar daddy လို့ပုံစံမျိုးပေါ့နော်ဒါကတော့တန်တာခွင့်မထားဘူးမမီလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအကုန်လုံး support ပေးပြီးတော့သွားကျင်နေဆိုတဲ့ပုံစံမျိုးနဲ့ stable ဖြစ်တဲ့ကို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 ပေါ့နော်လို့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအကုန်လုံးမှာအဲ့လိုပံ့ပိုးကူညီပေးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလိုအပ်သမျှကိုကူညီပေးမယ်ပံ့ပိုးပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲအဲ့လိုရည်ရွယ်ချက်မျိုးပေါ့နော်အဲ့လိုရည်ရွယ်ချက်မျိုးတွေစောင့်ကြည့်နေတာတချို့ကြတော့လေကိုနဲ့ရေရှည်ကိုတွားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်နေတာမျိုးလို့မြင်တယ်ဒါပေမဲ့တတိထားပါဘောနော်တချို့တချို့တွေအတွက်ကဒါကသူ့မှာတခြားပတ်သက်ပြီးသားသူအဲ့လိုမျိုးရှိနေမယ်ပေါ့နော် ရှိတတ်တယ်ပေါ့နော်ဒါလုံးဝရှိမယ်လို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒီလို energy တွေ့နေရဆိုတော့ဒီလူကအဲ့လိုပြောရင်อืมအမှန်တရားမျက်ကွယ်ပြူပြီးတော့ကိုယ်ကိုဖုံးကွယ်ထားတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအာနောက်မီးလင်းတာမျိုးလားလူမျိုးဘယ်လိုစကားထွက်လာမသိအဲ့လိုပုံစံမျိုးနဲ့အာပြောရင်တော့လူမသိအောင်လို့ပေါ့နော်အဲ့လိုမျိုးဒီမှာဆိုလို့ရှိရင်ဒီဒီပုံလေးကဆိုရင်အာ ခိုးကြည့်ရဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးခံစားရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်တခုခုကိုအဲကွဲဟွက်ပြီးတော့ဖုံးကွယ်ပြီးတော့အဲ့လိုမျိုးအဲ့လိုပုံစံမျိုးနဲ့ကိုယ့်စီကိုချင့်ကပ်လာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တို့တွေကသတိထားဖို့လိုအပ်တယ်အဲအဲ့တော့အပေါ်ရန်ကြည့်ပြီးတော့ရရင်မသွားဖို့တော့လိုအပ်တယ်ပေါ့နော် ဒါကကိုတော့ကိုသစိမ့်နေဖြစ်ခဲ့မယ်ဆိုလို့ရှင်ပေါ့ကိုမိသားစုကလူဆိုလို့ရှင်တော့ဒီလိုကကိုတကယ်စိတ်ပူလို့စောင့်ကြည့်နေရဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးအမိနဲ့ဒီမှာလည်းပဲမာသားအနေကြီးကိုရတယ်ပေါ့နော်မိခင်လို့အဲ့လိုမျိုးဖြစ်တဲ့ဖြစ်နေမယ်ပေါ့နော်အဲ့ဒါကတော့ဖိုင်ဆွေးထားတဲ့သူများအတွက် reading ဖြစ်ပါတယ်ရှင်အားလုံးပဲပြည့်ချေပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်။မိစမများလုံးဝပြည့်ပြည့်များများပြီးကွာပြီးကိုရောစိတ်ပါအကျမ်းမှချမ်းသာကြပါစေ။ကောင်းသောလူရင်းစန္ဒမှန်သူများလည်းပြေဝါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးစမ်းမှမှနဲ့နေထိုင်နေကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ရှင်။နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင်။